ျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးအားလုံးအတွက်30ရက်17လ2025ကနေ6ရက်17လ2025တွင်မှာဂျုံလို့ရမယ်တပတ်စာကန်တမဟောကင်းကိုကနတခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေပေါ့လေအဲဒီတစ်ခါကလာကဘလိုကန်ရရလေးတွေဂျုံလို့ရတယ်လေပေါ့နော်အဲ့တော့ကပထမဆုံးရှစ်ပုံရှစ်ကန်ကြီးမာတဲ့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေဝါတာဘလို့ထီကန်စမ်းကျင်နေဆိုရင်ထီကန်နိုင်ပြီမယ်နော်ဒီဘောက်တက်တဲ့ဂိမ်းလေးရှိလို့ ပေါင်းလဲထုံးတဲ့နိုင်တယောက်တို့ပါဗောနော်အဲ့တော့အဲဘာထုတ်တင်လဲဗောနော်ထုတ်မဲ့ကျွန်တော်ဒီကလာမှာတောက်ကြသားသမီးတွေကအဲ၅အဆ၃ညဆုံးအဲဒုမဟုတ်၃ညအဆ၅အဆုံးအဲ့လိုကဏ္ဍလေးတွေယူထုတ်မဲ့ဆိုရင်တော့ကံရဲ့ထောက်ပံ့မှုတွေတွေပို့ပြီးရမယ်လို့အကြံပေးခြင်းနဲ့ဗျာနော်အဲ့တော့အလုံးနဲ့ပတ်သက်ပြီးစပြောခြင်းနဲ့တောက်ကြသားသမီးတွေအဲဘယ်ဟောတဲ့ခါမှာတော့ကျွန်တော်ဗီဒီယိုမျက်နှာပဲကြည့်ပြီးဟောတော့ကျွန်တော်နားလည်ပေးရမယ်နော်အလုံးနဲ့ပတ်သက်လို့ရှိရင်ဒီကလာမှာလက်ရှိလောက်ကနေပြောင်းအားရွှေ့ရတတ်တဲ့ဂရင်းလေးတွေသွားပါတယ်အလုံးပါအမပြေဘူးလှုပ်ချင်တဲ့စိတ်လေးတွေမရှိတော့ဘူး ဘာလို့လဲဆိုတော့အလုပ်တွေကပင်မတော့အကျိုးခံလာဝင်မရတာတွေဖြစ်လာလိမ့်မယ်အထက်လူကြီးကလည်းဖိအားပေးလှုပ်ဖို့ကံမလေးတွေနဲ့လည်းတဘောနာမတိုက်ဆိုင်တဲ့အခါလက်ရှိလုံးမှာမွန်းကျက်နေသလိုဖြစ်ပြီးတော့ထွက်မယ်ဟေးပြောင်းမယ်ဟေးရွှေ့မယ်ဟေးဆိုပြီးဖြစ်လာပါလိမ့်မယ်အဲ့တော့ထွက်ခက်ပြောင်းခက်ရင်ကောင်းမှမလားမေးလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုထဲမှာတော့မကောင်းဘူးမို့လို့အညံ့လေးတွေကြောင့်ဝင်တတ်တယ်ထွက်ပြီးတော့နောက်ဝိုင်းနောက်လို့တစ်ခုအလိုတစ်ခုရှာလို့မရတာလေးတွေဖြစ်တတ်တယ်ရခိုင်လည်းရတဲ့အလုပ်မှာလည်းခုနကအလုပ်အတိုင်းပဲခက်ခဲမှုပင်မမှုတွေကြောင့်ဝင်တတ်တယ်အိတ်ကိန်းသွားမြင်ပါလေဗျာနော်အဲ့တော့ဂယူတော့စိုက်ပေးရမယ်ကန်စလာလေးတော့တိတ်မတန့်ဘူးပေါ့လေ နေလို့ရတယ်ဆိုတော့လက်ရှိလုံးမှာပဲခရခဏလောက်သိခံပြီးနေလို့ရရင်ကောင်းမယ်ဟိုအရှိလာမဲ့အချိန်လေးတွေမှာတော့ပြောင်းသိရွှေ့သိနေဆိုတဲ့အနေထားလေးတွေရောက်ရှိပိုင်ဆိုင်လိမ့်မယ်နောက်ဒုတိယတစ်ချက်ကအဲအလုပ်တစ်ခုလုပ်တဲ့အခါမှာဗောလေဒီကလာမှာဟိုစတင်ပြီးတော့အကောင့်ထဲပေါ်လာလေးတွေကအသိသဘောမချဘူးကွာကျွန်တော်အနေအားဆိုရင်ဥပမာအလုပ်တစ်တခုစတင်အကောင့်ထဲပေါ်လို့မယ်ဒီမှာမကြီးရင်းနှီးမြှုပ်နှံကြီးလုပ်မယ်ဆိုတဲ့ကိစ္စလေးတွေကဒီကလာမှာမသိတော့ဘူးမြုပ်ကြီးကြသွားတာမျိုးတွေဖြစ်တဲ့အကျိုးပေးတဲ့လုပ်ငန်းတွေလုပ်ခဲ့တယ်ဆိုရင်တော့မှချက်ချင်းလက်ငင်းအကျိုးမပေးသေးဘဲနဲ့မြုပ်ကြသွားတာမျိုးဖြစ်တဲ့အခါမှာ ပတ်စံဆက်ရတာလေးတွေရင်းနှီးမြှုပ်နှံတာလေးဟာတွေကတော်တော်နဲ့ပုံမှန်လာတာလေးတွေဖြစ်တဲ့ကိန်းရှိတော့ဂယုတစ်ချက်တော့စိုက်ပေးရပါလိမ့်မယ်။ငွေကြေးကတော့စိတ်မပူဘဲနဲ့ဒီကလာမှာငွေကြေးကငွေကြေးစီးပွားလာတာပါလေအထုံနဲ့ထိုင်နေရတဲ့ကိန်းပါတယ်။ဒါပေမဲ့ရကောက်တော့ကောင်းလားဆိုတော့ရတာတော့ကောင်းတာပေါ့ဒါပေမဲ့ရတဲ့ပတ်စံမြင်မလားမြင်မမြင်ဘူးဗျ။ဒီနေ့လာတာထုတ်ပြီးသွားရင်မနေ့ကကြာရင်ဒီဝင်တော့ပဲကျန်တဲ့ကိန်းပဲကျွန်တော်တည့်ပဲမြင်ပါကျွန်တော်လည်းတောက်ကိုစိနေလိမ့်မယ်ဆိုတော့နောက်လည်းကြည့်လိုက်လို့ရှိရင်နောက်မှာကြော်ပဲရှိတယ်ဆိုတော့အနေထားပေါ့အရှိမဘလောက်ပဲယူအောင်နောက်လည်းကြည့်လိုက်လေအာမရတရားကြီးလေးဖြစ်တဲ့တချို့ပြပွားရောက်တဲ့သူတွေဆိုရင်ဒီကလာမှာ အရှိယပတ်သက်ရှာပြီးနောက်ကိုပြန်ပြန်ထက်ပြီးတဲ့အနောက်မှာလည်းစုမိဆောင်မိတာမိလို့ရှိရင်အဆင်မပြေတာနဲ့ဟိုအားဘလို့ဖြစ်တာတဲ့ဒီအားဘလို့ဖြစ်တာနဲ့အဲ့လိုအတန်လေးတွေကြုံဝန်ကြားရတာတွေဖြစ်တတ်တယ်အထူးသဖြင့်တော့မိဘဆွေမျိုးညီကောင်မတော်တာသမီးတွေတော့ကပေးတာပေါ့လေသူတို့ကိုအကြောင်းပြုပြီးငွေကုန်ချေချာများတာမျိုးတွေကြုံဝန်တဲ့ဂိမ်းပဲကျွန်တော်မြင်မိတယ်ဟိုအားတော့နာတယ်ဟောရတာပေါ့နော်အဲ့တော့ပတ်သက်ကြီးမမရတဲ့သူတွေကတော့ဒီကလာမှာတခြားတရားနဲ့တော့မတူကြဘူးပေါ့လေ မြေဝင်တဲ့ gain ရှိတယ်နော်ဝယ်ပြအောင်ဝယ်ပြပါဒီကလာမှာမြေဝယ်ဟိုအရှိလာမယ်နေအရှိလာမယ်လားအပိုင်းခြားတွေမှာအင်ဂျင်ပါတွေဆောက်ဖို့တော့အခွင့်အလမ်းပေါ်တယ်ဆိုတာမျိုးတွေဖြစ်လာလိမ့်မယ်တစ်ချက်ချင်းသွားရတာပေါ့မြေဝယ်လို့ရတယ်တစ်ချက်တွေကကိုနေဖို့မဟုတ်တော့လောက်မှရင်းနှီးမြှုပ်နှံပြီးတော့မြေဝယ်ရမယ်ဆိုရင်တော့ဈေးကောင်းပြန်ရပြီးအကျိုးမြတ်များစွာရရှိတတဲ့ gain တွေမှာပါပါတယ်ဝန်တော်ဘုကောင်းတာပေါ့နော်နောက်တောက်ကြသားသမီးတွေဒီကလာမှာငွေကြေးနဲ့ပတ်သက်ပြီးဘယ်သူမှမချင်းငားပါနဲ့ချင်းငားခိုင်ပြန်မရတတ်တဲ့ gain တွေပါလို့ အဲ့တော့လာကြည့်တဲ့အခါမှာအဝေးကြီးတဲ့လူတွေမဟုတ်ဘူးအရင်ရင်းနေပါတယ်ဆိုတော့ရင်းနေတဲ့သူအချင်းချင်းစုံစုံဒီကောင်မှအချင်းချင်းလာကြည့်လိုက်မယ်မကြည့်တဲ့အခါမှာလည်းကိုယ်စိတ်ဆိုးဒေါသထွက်တာလေးတွေကြုံရတဲ့ကိလေတွေရှိပါတယ်ပိတ်တာမရှိပါဘူးနော်ဒါပေမဲ့ကိုယ်လက်ထက်ရပတ်စံလေးတွေမဆုံးရှုံးဖို့ပဲဂရုစိုက်ပေးရမယ်နော်ပြီးတော့တောက်ကြတာသမီးတွေအဲဒီကလာမှာအယောင်းဝယ်လုပ်တဲ့သူတွေဆိုတော့မြေယောင်းဝယ်တွေပါလေလို့ပဲတို့ပြောင်းလို့တူလောင်ယောင်းဝယ်လို့ရတယ်ပွဲရုံလုပ်ငန်းတွေပွဲသားလုပ်ငန်းတွေအမှန်အချိုးပေးတယ်တွင်းတဲ့ပစ္စည်းပေါ့ ဒုတိယအတွင်းထမှာမှာဗရမ်များနဲ့ပတ်သက်တဲ့အတွင်းထပစ္စည်းတွေကပို့ပြီးအကျိုးပေးတာလေးတွေတွေ့ရတယ်။ရန်နာနဲ့ပတ်သက်တဲ့အတွင်းထပစ္စည်းတွေကပို့ပြီးအကျိုးပေးတာ။ရွှေနဲ့ပတ်သက်တဲ့အတွင်းထပစ္စည်းတွေကပို့ပြီးအကျိုးပေးတာလေးတွေတွေ့ရတယ်။အဲ့ဒီလုပ်ငန်းလေးတွေလုပ်နေတဲ့သူတွေဆိုတော့ဒီကလာမှာအကျိုးမြတ်များစွာရရှိပိုင်ဆိုင်တဲ့ကိစ္စတွေမှာပါတယ်။ဒီချက်တွေရွှေတူးတာပေါ့ဒီကလာမှာရွှေကြောတွေ့ပြီးဟေးဆိုတာပေါ့။ရန်နာတို့လိုရန်နာအောင်ပြီးဆိုတာမျိုးပေါ့နော်။အဲဒါမျိုးတွေကျောင်းကကြားတာဗရမ်များတွင်းတွေရရှိပိုင်ဆိုင်တာလေးတွေအစားကျောင်းဝတ်တဲ့ကိစ္စတွေမှာပါတော့ဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်။ ကားတွေပါရတော့အဝင်မတော်ပါဘူးရှိတဲ့ကားတွေကမကြာခဏပြတ်တာလေးတွေဖြစ်တာတိုက်မိမလို့ဖြစ်တာပုံသွားတာပဲ့သွားတာလေးတွေဖြစ်တဲ့ view တစ်ချက်စိုက်ပေးရမယ်ဂျမိုင်းနဲ့ပတ်သက်လို့ရှင်တော့တောက်ကြတာသမီးတွေဒီကနေ့မှဂျမိုင်းမှာသွားတဖုံနဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တဲ့ game ပါတယ်ပြီးရင်သူကကြောက်ကနဲ့ပတ်သက်ပြီးဖြစ်တာလို့ကြောက်တဲ့တာလို့အဲ့ဒါမျိုးတွေဖြစ်တဲ့တော့ view site ပေါ့အယိုးစစ်တွေပဲပတ်သက်ပြီးနာကျင်ကတ်ခဲတာတွေဖြစ်တဲ့ game ရှိတယ်ကျွန်တော်တွေပါခောက်လဲတဲ့ game တွေရှိတော့ view တစ်ချက်စိုက်ပေးရမယ် ကျမအညာလို့စေုံစင်ကံပြမယ်ဆိုတော့ဂျာနာဝိနာနဲ့စားတဲ့စေုံစင်ကံတွေမှာပြမယ်ဆိုရင်အနာနဲ့ဆင်းနဲ့တို့ပြီးတော့ပို့ပြီးတက်တာပြောက်ခင်းနေမယ်ဒီကနေ့မှာတစ်ခုလုံးပဲကံမယ်ဆိုရင်တော့စနေသားသမီးတွေနဲ့ပူတဲ့အတိုင်းမျိုးလုပ်ပါကိုယ့်တက်ပို့ပြီးကံရဲ့ထောက်ပံ့မှုတွေရလာပါလိမ့်မယ်အဲ့တော့ဝိနာပတ်သက်လို့ရှိရင်တောက်ကြသားသမီးတွေဒီကနေ့မှာအစင်ပြားမင်းမပြေဘူးပေါ့လေအဲကိုလိုကလိုင်းဖြစ်တဲ့ game ပါပါတယ်ရှင်ကွဲတာပြတ်တာလေးတွေဖြစ်တယ်တတိယတယောက်ပေါ်တာလေးတွေဖြစ်ပြီးတော့ရှစ်တဝက်ခါနောက်ဆုံးအခါနဲ့အဲကို့ပေါ်မကောင်းမျိုးနဲ့တည်တယ်ဒါပေမဲ့ကိုကလည်း လွတ်မထနိုင်ဘူးဖြစ်ပြီးတော့လိုက်လံဆွဲဖို့ကြိုးစားနေတာမျိုးတွေတဖက်ကလည်းယုံထွက်ဖို့ကြိုးစားနေတာဖြစ်ပြီးတော့အရှိတူကနောက်ဆုံးခက်နဲ့တော်တော်လေးတောင်းကားရောက်တဲ့အနေအထားရှိမှာပေါ့လေ game side ပေါ့အထူးသဖြင့်အဝေးတနေရာခွဲနေရတဲ့ချစ်သူအင်တာဘတ်တွေဆိုရင်ကိုယ်ကဖြစ်စေကိုယ့်ချစ်သူအင်တာဘတ်ကဖြစ်စေတတိယတယောက်ပေါ်တဲ့ game မှာသွားမြင်တော့3 dot ထားပေးရမှာပေါ့နော်အဲမိဘတွေဆိုတော့တချို့ကုသသမီးတွေမမျိုးနေမလဲရုပ်တရက်အိမ်တော်တွေပါကြတာမိမခိုးရတာရောက်ရနေလိုက်ဝါတာတွေပြိပားရောက်နေတဲ့ကုသသမီးတွေကအဲသူတို့ဘာသာသူတို့သဘောကျတဲ့သူနဲ့အတူတူနေလိုက်ကြတာမျိုးတွေကျောင်းကကြားရတာတွေဖြစ်တတ်ပါတယ် ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့တောက်ကြတန်းသမီးတွေအញ្ញံကောင်းပါတယ်။ပညာအသစ်သင်ရတာတွေ၊သင်တန်းအသစ်တက်ရတာတွေ၊ဆရာကောင်းသမားကောင်းနဲ့စုံစည်းရတာတွေ၊ဗီဇာလျှောက်တဲ့သူတွေအောင်းတယ်။ပြပတော်ဖို့ကြိုးစားတယ်။ကြိုးစားတဲ့ထဲမှာအလုပ်နဲ့သွားတဲ့သူတွေကအဆင်မပြေဘဲနဲ့ကြောင်းလျှောက်ပြီးသွားတဲ့သူတွေကပြန်ပြီးအဆင်ပြေတဲ့ကိစ္စမှာပါတယ်။ကောင်းတယ်ဗျာနော်။ဒီတမလာ၄ရက်၅ရက်၆ရက်အဲ့ရက်တွေကတော့ပုံမှန်နဲ့မတူဘဲနဲ့ကံအချိန်တွေနဲ့ဝင်ဝင်ငွေလေးတွေများလိမ့်မယ်။ဆိုတော့ပိုင်ဆိုင်မှုတွေပြောရဆိုရတဲ့ကိစ္စတွေကအဆင်ပြေလိမ့်မယ်။ညီကိစ္စတို့အမွေနဲ့ရကြရှိမှဆိုအဲ့ကောင်မှရရှိတဲ့ကိစ္စမှာပါတယ်။ နိုင်ငံခီးသွားတဲ့ကိန်းရှိတယ်နိုင်ငံနဲ့ဆက်နွယ်ပြီးလုပ်တဲ့ကိစ္စတွေကနေကံပွင့်လက်ပွင့်နာလေးတွေဖြစ်တည်လာလိမ့်မယ်ကျုံ့နေရတဲ့အခက်အခဲတွေကိုစနေသားသမီးတွေပူးတွဲပြီးတော့ဖြေရှင်းနိုင်တဲ့အနေအထားလေးတွေဖြစ်တည်လာလိမ့်မယ်နော်ဘာလား30ဒီဇင်ဘာလ1ရက်2ရက်3ရက်မှာတော့အညာအခက်တွေရှိတယ်လက်ရှိလုပ်တဲ့အလုပ်တွေမလုပ်ချင်တော့လက်ရှိနေတဲ့နေရာတွေမှာမနေချင်တော့လုပ်နေတဲ့အလုပ်တွေပြစ်ချပြီးအဟုတ်ပြီးထုတ်ပြချင်တဲ့စိတ်တွေပေါ်လာတာမနက်မိုးလင်းတာနဲ့မွန်းချက်နေသူတို့ဖြစ်တာတွေအစားကြောင်းရတဲ့ကိန်းရှိတယ်ပေါင်းဝင်ချင်တဲ့လည်းပဏိပခဖြစ်တာအင်းတို့ရင်အင်တော်ရင်မိသားစုရေးရာအဆင်မပြေတာ မျက်နှာချင်းဆိုင်တာနဲ့ယံပရိပခတွေဖြစ်တာစိတ်မကြည်တာလေးတွေဖြစ်တတ်တယ်ပေါ့နော်လူတို့များဟာလေးတွေစီစဉ်မှာဟာလေးတွေကအရက်ပိုင်းကအလိုလဲချစ်တော်လေးတွေဖြစ်တတ်တော့ဂရုစိုက်ကမယ်အဲ့တော့ကံရရရဲ့ထောက်မှမှုတွေအပြေဝါရအောင်အနဲ့ရောင်မိကိုရောင်အညိုရောင်နှုတ်ရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါရွက်လာပန်းရွှေပန်းလီလီပန်းနေဒီပန်းအဓိပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ရဲဖျားမှာဖျားမှန်ကတ်တာဖြစ်စေနေအဲ့ခါနေမှာအလှပောင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလို့သုံးဆွဲပေးပါအဲ့တော့ကြုံရတဲ့အညံ့တွေခင်ပြီးကောင်းတဲ့ကံတွေပို့ကောင်းအောင်ရေရာလေးခြေကြရအောင် ရရအနေနဲ့ဘယ်လိုလုပ်ကမလဲတဲ့ဘာနာပင်တပင်အောင်ဝင်မယ်ဘာနာပင်မရရင်ဘရောက်ပင်အောင်ဝင်ဘရောက်ပင်အောင်မှမရဘူးဆိုတော့ပိနေပင်အောင်ဝင်ပေါ့နော်ဝင်ပြီးအနောက်ရက်ကိုမျက်နှာမူပြီးတော့မြေပဲယူလေးစားသုံးပြီးတော့မိလိုအလိုရှိတဲ့ဆန္ဒလေးဆန္ဒပြုဆုတောင်းခြင်းအဖြစ်အလိုရှိတဲ့ဆန္ဒလေးတွေဧကံမုတ်ချပြေပြောက်သွားလိမ့်မယ်ဒါအပြင်ကြုံရတဲ့အညံ့လေးတွေပြေပြောက်ဖို့အတွက်လိပ်စာကျွေးရမယ်လိပ်လို့နဲ့သူကလည်းလော့မယ်အဲ့တော့ဒီမလို့နဲ့သူကတော့လမ်းမှာကြိုက်ခွက်ရှိတဲ့နေရာလေးတွေကိုတဲနဲ့ဖြစ်စေနော်အကြောက်ခဲလေးနဲ့ဖြစ်စေအစင်စရာလေးနဲ့လမ်းခင်းပြအောင်ခင်းပေး ိုယ်တိုင်မခင်းနိုင်တဲ့သူတွေကလည်းလမ်းပြင်လမ်းခင်းတဲ့နေရာမှာတက်နိုင်တော့ဒါနအားလေးပါဝင်ထည့်ဝင်ပြီးတော့လူတန်းပြအောင်လူတန်းပြလိုက်ပါဒါဆိုတော့ကြုံရတဲ့အညံ့တွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်တောက်ကြတာသမီးအားလုံးစိတ်အချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းပေးပါတယ်